ြိုးဝဲချက်ကိုရရှိခြင်းဆောင်းပါးရည်သူကျော်သူရင်ထွန်းအမေရိက2014ဂျွန်လကမမျော်လင့်မဲလူတစ်ယောက်ကို စကားတခွန်းပြောမိတယ်ခင်များကိုအခုခင်နေတယ်ဆိုတဲ့သူတွေကလူကိုခင်တာမဟုတ်ဘူးခင်များမှာကားတွေအိမ်တွေလုပ်ငန်းတွေရှိနေလို့ ခင်ရင်အောင်ဆောင်ပြနေတာအဲ့ဒါတွေဖယ်လိုက်ရင်အဲ့ဒီလူတွေတယောက်မှခင်များကိုခင်ရမှာမဟုတ်တော့ဘူးလို့ကျွန်တော်ပုံပွင့်လင်းလင်းသူ့ကိုပြောခဲ့မိတယ်တိုက်ဆိုင်နေပြောရလိမ့်မလားဇူလိုင်လရဲ့ရောက်တော့ကြက်ကနာဖြစ်ပြီးလုပ်ငန်းတွေလည်းတစ်ဖက်လူကသိမ်းယူသွားတယ်အဲ့ဒီလူလဲအလုံးလဲမဲ့ဝင်းငွေမဲ့ဘဝနေကျင်ညချင်းရောက်သွားပါတော့တယ်သူအဲ့ဒီလိုဘဝရောက်သွားတော့ စောစောတုန်းကသူမသူရေလို့ဖြစ်နေတဲ့သူတွေသူ့ကိုအဖက်မလုပ်ကြတော့ပါ ကျွန်တော်သူ့ကိုကြည်ပြီးတော်တော်လေးသင်ခန်းစာရတယ်အရင်ကတည်းကလည်းသူ့ကိုပေါင်းနေတဲ့သူတွေကငွေကိုပေါင်းနေကြတာသူတို့အချင်းချင်းလည်းအကျင့်တူတွေတယောက်နဲ့တယောက်ခိုင်းရလို့ပေါင်းတာစားရလို့ပေါင်းတာငွေကိုမြင်လို့ပေါင်းတာစသည်ဖြင့်အကျင့်တူကြတယ်အဲ့ဒီလူမှုကြီးရဲ့ဂျာမား ကျွန်တော်၈နှစ်လောက်နီနီကကကျင်လည်ခဲ့ဘူးလေကျွန်တော်ကအရက်ဘီယာကွန်းယာဆလိတ်ဘာကုန်မှမတောက်တော့တာကြာပြီအဲ့ဒီအတန်းဝိုင်းမှာဝင်းနေပွဲတွေခဏခဏလှုပ်ကြစားကြတောက်ကြမူးကြတာကိုဘာမှမတောက်ထားတဲ့ကျွန်တော်ကပွဲကြည့်ပြိတ္တနေရာကအမြဲထိုင်ကြည့်နေခဲ့သူပါလူမှုရေးရသွာလာရင် အလိုက်တဲ့အဆင်ပြေအောင်နေခဲ့ရာကအဲ့ဒီလူတွေရဲ့ အတွင်းသေးဥမှန်ကိုတိခက်မြင်ခဲ့တယ်။အရင်မူလာရင်တဦးနဲ့တဦးစသလိုနောက်သလိုနဲ့အရင်ကမဟုတ်တာလုပ်ခဲ့ဖုံးကွယ်ခဲ့တာပြီးဖော်ကြတာကိုအရင်မမူတဲ့တဦးဒီသော ကျွန်တော်ကသာတိခွင့်ရနေခဲ့တာကြာပါပြီ။မူတဲ့သူအချင်းချင်းကတော့သူ့အတူဟုတ်နေကြတာပါပဲ။သူတို့ပြောနေကြတဲ့စကားတွေကတို့တင်လားမပြောတင်လားဆိုတဲ့ရှင်ရှင်တို့တရားအောက်မှာမရှိကြတော့ပဲ စီးလွတ်နေကြပြီဆိုတာ သူတို့ကိုယ်တိုင်လည်းမသိကြတော့ဘာကြောင့်လဲဆိုတော့စဉ်းစားညာမဲ့တဲ့အထိငုံနေကြလို့ပါတချို့ကနင်းနေတော့ပြီးမူးတယ်တချို့ကများများတော့မှမူးတယ်ညဥ်ကလေးကစက်တိုက်တောက်နေကြတယ်ဆိုတော့၎င်းကြော်ပြီးဆိုရင်တပါရင်ဝါရင်ဆိုတဲ့သူလဲမူးနေတော့တာကို ကျွန်တော်အမြင်မြင်တွေ့နေကြတချို့ဆိုရင် မပြောတင်တာတွေကို ပြောမိမှန်းအမူးပြည်တဲ့အခါလုံးဝမတိဖြစ်နေတာတွေကိုလည်းကိုတို့တိခက်ညင်ခဲ့ရတယ်သူတို့အချင်းချင်းလဲတယောက်နဲ့တယောက်လှည့်ပြီးအပုတ်ချနေရတယ်အားလုံးကိုခြုံကြည့်လိုက်တော့ဘယ်သူမှမကောင်းဘူးဆိုတဲ့အဖြစ်ထွက်သွားပါတော့တယ်ကျွန်တော်သာအရက်တောက်သူဖြစ်နေခဲ့မယ်ဆိုရင်ဘယ်သူတွေကစကားမှားတယ စကားတွေကြုံနေတယ်ဆိုတာကျွန်တော်ကိုယ်တိုင်လည်းသိမှာမဟုတ်ပါအရက်မူလာရင်လူတွေရဲ့စင်ညင်တို့တရားတွေပျောက်သွားပါလားဆိုတာကိုကျွန်တော်ကိုယ်တိုင်အရက်မတော့တော့တဲ့အခါမှာပုံပြီးသိလာတယ်အရက်မူရင် ပေါ်လာတတ်တဲ့ပင်ကိုအကျင့်စီရိုက်ဆိုးတွေကိုလည်းကြည်ပြီးအဲ့ဒီလူတွေရဲ့စိတ်နေစိတ်ဓာတ်အမှန်တွေကိုသိလာတယ်သူတို့ဖုံးကွယ်ထားတဲ့အကျင့်ဆိုးတွေတထက်ချင်းကွာကြလာတာမြင်ခဲ့ ိခဲ့တယ်။အဲ့ဒီအချက်ကိုအခြေခံပြီး ကျွန်တော်စာရဲ့အစပိုင်းမှာနိဒံပြိုးခဲ့တဲ့လူတယောက်ကို ကျွန်တော်ကြိုတင်ဟောခြင်းထုတ်နိုင်ခဲ့တာပါ။ငယ်စဉ်ကကျွန်တော်ဖခင်သတိပေးခဲ့တဲ့စကားတခွန်းကို ကျွန်တော်ပြန်လည်သတိရမိတယ်။တတအရက်တောက်နေကြတဲ့ရက်သမားလောကမှာမိတ်ဆွေစစ်ရှားတယ်။တတလည်းရက်ဖြတ်လိုက်တဲ့တဏီကြရင် အဲ့ဒါကိုပိုတိလာမယ်လို့အဖေကျွန်တော်ကို ပြောခဲ့ဘူးတယ်မှန်ပါတယ်ကျွန်တော်ရက်ဖြတ်ခဲ့စဉ်ကကိုရိကြုံခဲ့ပြီးပါပြီအရက်ကြောက်ခင်ပါတယ်ချစ်ပါတယ်လို့ပြောခဲ့တဲ့ယေရှုရှင်တွေအခုတယောက်မှမတွေ့ရတော့အဲ့ဒီထဲကမှဒီရိုက်လက္ခဏာခတ်ဆူဆူခတ်တီတီကောင်တွေကကျွန်တော်ကိုရန်သူလိုပြုမှုဆက်ဆံတဲ့အထိကျွန်တော်ကြုံဘူးတယ်အဖေစကားရန်နှောင်းပြမှန်တာကျွန်တော်ကိုရိ တီခဲ့တယ်အရက်ဘီယာနဲ့ငိုရစ်စီတဲ့ဘေယာကိုမှ ကျွန်တော်မတုံးတော့ပြီမဲ့လူမှုရေးအရာအရက်ဘီယာတောက်တဲ့အတိုင်းဝိုင်းကြားမှာအဆင်ပြေစွာသွာလာနေထိုင်ခဲ့တယ်လူနဲ့လူပတ်ဝန်းကျင်မှာအက်ခံပွဲလို့ပြောလိုက်ရင်ဘီယာအရက်က မပါမဖြစ် ရိုးရလို့ဖြစ်နေကြတယ်ဒါကြောင့်လူမှုဆက်ဆံရေးအရာအက်ခံပွဲတစ်ခုခုကိုသွားရင ကိုကမတောက်တော့ပြီမဲ့လေတခြားသူတွေတောက်နေကြတာကိုတော့နားလေစွာ ပြုတ်မှုနေထိုင်ခဲ့တယ်။အရက်တောက်ပြီးရင်လူတွေရဲ့ဇီဟိုက်လက္ခဏာအမှန်တွေ ပေါ်လာစမြဲမှုလူတွေရဲ့အကြောင်းကိုအကြအမြင်ရတယ်လို့သိခဲ့တယ်။တကယ်တော့ကျွန်တော်အကြအမြင်ရနေသူမဟုတ်ပါ။ဘယ်သူအကျင့်ကဘယ်လိုရှိတယ်စသည်ဖြင့်ခင်တဲ့သူတချို့ကို တစ်ဆင့်ပြန်ပြောပြတဲ့အခါကိုကျော်တို့ဘယ်လိုသိတာလဲလို့ ျွန်တော်ကိုပြန်မေးကြတယ်တခါတလေသူတို့ရဲ့အိဝက်ချက်ကိုပါသိနေတဲ့အခါဘာကြောင့်သိနေတာလဲလို့ကျွန်တော်ကိုတအားတော်ပြန်ကြည့်သူတွေလည်းမြင်ဘူးတယ်ကျွန်တော်အတွက်တော့အဆန်းမဟုတ်ပါလူတွေဟာသူတို့တောက်ရမယ်အတိုင်းတာတဲ့ကြော်လွန်ကြီးအရက်ကိုတောက်လိုက်တဲ့အခါအဲ့ဒီလူတွေအားလုံ ရှင်ရှင်တို့တရားမဲ့ပြီးပြောကြင်ရပြောကြတယ်မပြောတင်တာတွေလည်းပြောတယ်ပြုတ်ဝက်ထားတာကလည်းပြောတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကတော့ရက်မူးနေစဉ်ပြောခဲ့တဲ့စကားကို အမူးပြည်တဲ့အခါလုံးဝစဉ်းစားနိုင်စွမ်းသိနိုင်စွမ်း မရှိခဲ့ကြပါ ထိုအားနည်းချက်ရဲ့ပြုတ်ဝက်ချက်အညာကို ကျွန်တော်ကိုယ်တိုင်အရက်မတော့သောအခါမှပုံမူတန်ဖိုးရှိစွာ နားလေတည်ယူမိလျက်သား ဖြစ်ခဲ့ရပါတော့တယ်ကျော်သူရင်ထွန်းအမေရိက2014နိုဝင်ဘာ29ရက်ကြာသာပေးနေ့ရေးပြီး2023စက်တင်ဘာ16ရက်နေ့ပြန်လည်တီးဖြတ်သည်သောမနမေကမြို့ဝက်ချက်ကိုရရှိခြင်း